စကိုင်းဒေးလေးကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ Happy Sunday Golfer Group မှာခေါင်းသီးရိုက်အားကစားပြိုင်ပွဲနဲ့စုချင်းမြင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Happy Sunday Golfer Group မှာကြီးမှုပြီးခေါင်းသီးရိုက်အားကစားပြိုင်ပွဲကိုလာစဉ်တနင်္ဂနွေနေ့တိုင်းကစားကြပြီးဒီကနေ့နိုဝင်ဘာလ14ရက် နနက်10:00နာရီမှာတော့မြို့တော်စီပြီးမြကန်သာကောက်ခွဲမှာကောက်တီးရိုက်အားကစားပြိုင်ပွဲနေစုချင်းမြင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ကော့ဖ်ကစားခြင်းက professional လဲဆန်တယ်လို့စိတ်လွတ်လပ်ပေါ်ပါစေပါတယ်။လူကြီးပိုင်းလုပ်ငန်းရှင်တွေအနေနဲ့ golf ရိုက်ခြင်းကစီးပွားရေးဆွေးနွေးနိုင်ခြင်း၊တအူးနဲ့တအူးအပြန်အလှန်မိတ်ဆက်ခြင်းမှာ မိတ်ဆွေတိုးပွားနိုင်ခြင်းစိတ်သက်သာစေပြီးစိတ်ဖြည့်ဆည်းမှုကိုလျှော့ချစေခြင်း Golf ကသစ်ပင်များနဲ့တဘာဝပတ်ဝန်းကျင်ထဲမှာကစားရတာဖြစ်တာကြောင့်လေကောင်းလေသန့်ကိုကောင်းမွန်စွာခံစားနိုင်ခြင်း Golf ကစားနည်းကလမ်းလျှောက်လှည့်လည်ရခြင်းကြောင့်တက်ကြီးပိုင်းကစားတဲ့သူတွေအတွက်တက်ရှည်ကျန်းမာစေခြင်းအာယုံဆိုင်စွမ်းအားတိုးတက်ကောင်းမွန်လာစေတာဖြစ်သလို့ ခောက်ကစားနီးကစီမင်းများစွာပါဝင်လာကြောင်းဂုံတိတ်ခါနဲ့တာဝန်ခံမှုကိုတင်ယူလေ့လာနိုင်ခြင်းအာယုံစူးဆိုင်မှုတိုးကတတိထားပြီးစမတ်ကြကြနဲ့ကစားတဲ့အာကစားဖြစ်တာကြောင့်အာယုံဆိုင်နိုင်စွာတိုးတက်လာစေခြင်းအစာရှိတဲ့အကျိုးကျေးဇူးများစွာကို ရရှိစေတာပင်ဖြစ်ပါတယ်။ဒါကြောင့် Happy Sunday Golfer Group မှာ လာစဉ်တနင်္ဂနွေနေ့တိုင်းကစားခဲ့ကြပြီးဒီကနေ့နိုဝင်ဘာလ14ရက်နေ့မှာတော့ပထမအကြိမ်ဂေါက်ဖြိုက်ပြိုင်ပွဲနဲ့စုချင်းမြင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်အဆိုပါကောက်ဖြိုက်ပြိုင်ပွဲမှာ အဖွဲ့၆ဖွဲ့ဝင်ရောက်ရှင်ပြိုင်ကဖြစ်ပြီး ပထမစုဒုတိယစုတတိယစုနှစ်သိမ့်စုအစရှိတဲ့စုများကိုအသီးသီးပြည့်အပ်ချင်းမြင့်ခဲ့တယ်လို့သိရပါဗျ။

ူစာဗက်စပလီယာဗက်စပလီယာကိုစာရေးချင်တယ်ပါပဲဗက်စပလီယာကိုရိုက်ချက်တရား၃ချက်ရပြီးတော့အနိက20နဲ့ရိုက်ချက်တရား၃ချက်ရပြီးအပေါင်း7နဲ့ဥမာရေးရတာ